အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့ပေါ့နော် if သို့မဟုတ် whether နဲ့စထားတဲ့ noun clause ပေါ့နော်ဒီအကြောင်းကိုဆွေးနွေးมาဖြစ်ပါတယ်အဲ့တော့ဒီ if သို့မဟုတ် whether နဲ့စထားတဲ့ဒီ noun clause တွေကိုပေါ့နော် whether ရဲ့ဘယ်လိုနေရာမျိုးမှတွေ့ရလဲဆိုတော့ကကျမတို့အများအားဖြင့်ဆိုရင် object နေရာမှာတွေ့ရတယ်ပြီးတော့ complete man ပေါ့နော်အဖြစ်ပုံနေရာမှာတွေ့ရလေးရှိပါတယ်အဲ့တော့ဝကြလေးတွေကိုကြည့်ပြီးတော့ကျမတို့ဘာသာပြန်ကြည့်ရအောင်ပေါ့နော်အဲ့တော့ object ဆိုရင်တော့အရင်နေ့တွေကဆွေးနွေးထားတဲ့အတိုင်းပေါ့နော်သူ့ကိုကျမတို့ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ် complete man နေရာမှာဆိုရင်တော့ the နဲ့ဘာသာပြန်မှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံး example number 1ပေါ့နော် example number 1မှာ i'm unsure ပေါ့နော်ငါက unsure လေ မသေးကြနေဘူးပေါ့နော်အဲ့တော့ if he's coming သူလာတယ်မလာဘူးဆိုတာကိုငါကမသေးချနေဘူးအဲ့တော့ဒီဝက်ကြောင့်မှာဆိုရင်ကျမတို့က i ကစာချက် md ကျမတို့ verb ဖြစ်ပါတယ်အဲ့တော့ဒီဖြစ်တည်ရှိတည်ဆိုတဲ့ verb ရဲ့အနောက်မှာကျမတို့ဘာဖြစ်မှန်းမသိတော့ complement လိုက်တယ်အဲ့တော့အဲ့ဒီ complement ရဲ့နေရာမှာအခုတွေ့ရတဲ့အရာက unsure မသေးချတော့အဲ့တော့မသေးချတော့ရဲ့ power of speech ကကျမတို့ agd ဖြစ်ပါတယ်အဲ့တော့ ဒီ insurance မသေးကြတော့ဆိုတဲ့ agent တွေဒီဝက်ကြမှာရှိနေပြီဆိုတော့ကဒီနောက်မှလိုက်လာတဲ့ if နဲ့စထားတဲ့စာချက်ရဲ့ is coming ဆိုတဲ့ဒီ verb phrase ရယ်ပေါ့เนาะအဲ့တော့စာချက်နဲ့ verb ပါတယ်ဆိုတော့ဒါဒီကျွန်တော်တို့ clause လို့ယူဆရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ clause ကို ကျွန်တော်တို့က noun clause လား agent clause လား adverb clause လားပေါ့เนาะအမည်ပေးတဲ့အခါမှာအရှိမှဒီ agent ရှိတယ်အဲ့ဒီ agent ရဲ့ function က noun ကိုအထူး းပြူတယ်ဆိုရတဲ့ကြောင့်သူထူးပြူတဲ့ဒီ if clause ဒီ noun clause ဖြစ်ပါတယ်အဲ့တော့ဒါ if နဲ့စထားတဲ့စာချက်နဲ့ပါတဲ့ clause verb ပါတဲ့ clause ဒီ noun clause ပါအဲ့တော့သူ့ကိုကျမတို့ဘာသာပြန်တဲ့အခါမှာ i'm sure i'm unsure ပေါ့နော်ငါမသေးချနေဘူး if he's coming သူက suggest ဆိုရင်တော့ကပေါ့နော်သူကလာနေတယ်မလာနေဘူးဆိုတာကိုငါအသေးချမသိနေဘူးငါမသေးချဘူးလို့ဘာသာပြန်มาဖြစ်ပါတယ် example number 2ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒီ word ကြောင့်မှာဆိုရင်ကျမတို့ဒီဟိုပါပေါ့နော် interrogative ပေါ့နော် question question မေကွန်းဝေကြဖြစ်ပါတယ်အဲ့တော့ do you know mean သိသလားတဲ့အဲ့တော့ if she's coming သူမကလာနေတယ်မလာနေဘူးဆိုတော့ကိုမင်းသိသလားအဲ့တော့ဒီဝက်ကြမှာဆိုရင် ကျမတို့ရဲ့ main verb ကဒီ main verb ပေါ့နော် main verb က no တိတိအဲ့တော့တိတိဆိုတဲ့ verb ဒီဘာကိုတိတယ်လဲပေါ့နော်ကျမတို့ object လို့တဲ့တနည်းအားဖြင့်ကံပုတ်လို့တဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့ဒီစာချက်နဲ့ verb ပါတဲ့ဒီဝက်ကြအပြတ် clock ဒီ object နေရာကို ဝင်ပါတယ်အဲ့တော့ object နေရာကိုဝင်တဲ့အတွက်ကြောင့်သူဒီ noun clause ဖြစ်တယ်နော်အဲ့တော့ noun clause ဆိုတော့ ော့က object နေရာမှာတွေ့ရတဲ့ noun clock ကိုဘာသာပြန်တဲ့အခါမှာကျမတို့ go လို့ဘာသာပြန်မယ်အဲ့တော့ wager ကိုပြန်ပြီးတော့ ဘာသာပြန်ကြည့်မယ် do you know if she's coming သူမလာနေတယ်မလာနေဘူးဆိုတာကို do you know မင်းသိပါသလားလို့ဘာသာပြန်มาဖြစ်ပါတယ် okay အဆိုတော့ကျမတို့ example 3ကိုဆက်ပြီးတော့တွားရအောင်เนาะ mark mark ကတဲ့ is ဖြစ်ပါသည် mark ကစာချက်နေရာကိုဝင်တယ်ကျမတို့ proper noun ပေါ့เนาะတူးဆိုင်နဲ့ is က verb တော့ mask ကဖြစ်ပါသည်ဘာဖြစ်မှန်းမသိတော့ကျမတို့ရပ်ထားလို့မရတော့နောက်က compliment လိုက်တယ် compliment နေရာမှာတွေ့ရတာက unsure ဆိုတဲ့အတွက်ကြောင့်သူရဲ့ power of speech က agd အဲ့တော့ agd ဖြစ်တဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့ဒီ jane စာချက် love ဗာနော် object နေရာမှာကဒီ him ဆိုတဲ့ object pronoun ကိုတွေးရတယ် really ဆိုတဲ့အဲစကားလုံးကဒီနေရာမှာ adverb ဖြစ်ပါတယ်။ဘာကြောင့် adverb ရှိနေလဲဆိုတော့ကနောက်မှရှိတဲ့ verb ကို အထူးပြုဖို့အတွက်ရှိနေခြင်းဖြစ်တယ်။အဲ့တော့စာချက်ရဲ့ verb ရဲ့ပါတဲ့အတွက်ကြောင့်ဒီ if ဆိုတဲ့ conjunction နဲ့စထားတဲ့ဝါကြဒီကျွန်တော်တို့ clause လို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့တော့အရှိမာကအဲ အဂျီဒေးရှိနေတယ် and sure အဲ့တော့အဂျီဒေးရဲ့အလုတ်ကနောင်ကိုအထူးပြုတယ်ဆိုတဲ့အတွက်ကြောင့်နောင်ကို အထူးပြုတယ်အဲ့တော့ဒီ if cloth ဒီအာဒီကျမတို့နောင်နေရာမှာရှိနေတယ်ပေါ့နော်အဲ့တော့ဘာသာပြန်မယ် Jane က suggest ဆိုရင်တော့ကပေါ့နော် Jane က သူ့ကိုအမှန်တကယ်ချစ်သလားမချစ်ဘူးလားဆိုတာကိုအမတ်ကအသေးချမသိဘူးဖြစ်နေတယ်မသေးချဘူးဖြစ်နေတယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်။ Okay အဲ့တော့ကျမတို့ exam မှာ number 4ကိုဆက်ပြီးတော့ကြည့်ရအောင်နော်။ exam မှာ number 4မှာကျတော့ I tell you တဲ့ if I did အဲ့တော့ဒီမှာကျတော့ short form နဲ့ရေးထားတယ်သူရဲ့ကျမတို့ပုံမှန်ကတော့ w o u l d would လို့ရေးရမှာဖြစ်တယ်။အဲ့တော့ I tell you ပေါ့နော်ဒီ ီနေရာမှာသူ့ကိုကျမတို့ root လို့ပြပြတာကြီးထွက်ရှာမလို့ပါဘူး i tell you ငါက tell ပြောပြမယ် you mean ကို okay အဲ့တော့ tell ဆိုတဲ့ va ဒီပြောသည်ဘသူကိုပြောလဲ mean ကိုပြောမယ် mean ကိုဘာပြောမှာလဲဆိုတော့အနောက်မှာလိုက်လာတဲ့ i နဲ့ဒီ did ဆိုတဲ့ sergeant va ပါတဲ့ဒီ clause ပေါ့နော် wager အပြတ်ဒီ tell ဆိုတဲ့ va ရဲ့ object နေရာမှာရှိနေတဲ့အတွက်ကြောင့်သူဒီလဲပဲ object နေရာကိုဝင်တဲ့ noun clause ဖြစ်ပါတယ်အဲ့တော့ object ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာသူကို go နဲ့ဘာ သာပြန်ပေးမယ်အဲ့တော့တစ်ချောင်းလုံးကို ပြသပြန်မယ်ငါမင်းကို ပြောပြမယ် if i did အကယ်၍ငါကလုပ်ခဲ့တယ်ဆိုရင်မင်းကိုငါကပြောပြမယ်လို့ပါသာပြန်မှာဖြစ်ပါတယ် example number 5နော် တော့ examen number 5မှာကြတော့ i wonder wonder မဟုတ်ဘူးเนาะ wonder အဲ့တော့ i suggest wonder wonder ရဲ့ meaning က wanted to know သိချင်တယ်လို့ပြောတယ်အဲ့တော့သိချင်တယ်ဆိုတဲ့ verb ဒီဘာကိုသိချင်တယ်လဲကံပုတ်လို့တယ်ဒီနည်းအားဖြင့် object လို့တယ်အဲ့တော့သိချင်တယ်ဆိုတဲ့ verb ဒီ object လို့တဲ့အတွက်ကြောင့်ဒီမှာ object လို့ရေးထားမယ်ဒီနောက်ကဟာကိုဒီ if နဲ့စထားတယ်ဝါကြကိုဆက်ပြီးတော့ကြည့်တဲ့အခါမှာ max max က suggest good ရသည် ည်တဲ့ good ပေါ့နော် the job အလုပ်ကိုအဲ့တော့ဘာကိုရလဲအလုပ်ကိုရတယ်နှလုံးဖြစ်တဲ့အတွက်ကြောင့်သူဒီ object နေရာဝင်သော noun phrase အဲ့တော့ if နဲ့စထားတဲ့အနောက်မှာ or not အဲ့တော့ max အလုပ်ရတယ်မရဘူးဆိုတာကိုငါကသိချင်နေတယ်ပေါ့နော်အဲ့တော့ဒီ word ကြတစ်ကြောင်းလုံးဒီ suggest never ပါတဲ့အတွက်ကြောင့် cloth အကြံနေရာကိုဝင်တဲ့အတွက်ကြောင့်သူကိုကျမတို့ noun cloth လို့ခေါ်မယ်အဲ့တော့ object ဆိုတော့ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်အဲ့တော့ max အလုပ်ကိုရတယ်မရဘူးဆိုတာကိုငါကသိချင်တယ်ပေါ့နော် suggest ဆိုရင်တော့ ga နော်အဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ် okay exam number 6ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ it ၎င်းကတဲ့ ဆာဂျက်ပေါ့နော်ဆာဂျက်နေရာကိုဝင်တယ် pro noun defense မိခိုးနေတယ်တဲ့ moody နေတယ်ပေါ့နော်အဲ့တော့ depends ဆိုတဲ့ verb ဒီနောက်မှာ preposition on တွဲပါတယ် depends on အဲ့တော့ whether the trains are running on time เนาะ on time ရဲ့ meaning ကအချိန်မှန်เนาะအချိန်မှန်เนาะ အချိန်မှအချိန်မီဆိုရင်တော့ကျမတို့ in time နဲ့သုံးမယ်အဲ့တော့ယထာမြအဲ့တော့ဝဲသားဆိုတဲ့ကျမတို့ကွန်ဂျန်ရှင်နဲ့စတာတယ် the train ကစာချက်နေရာကိုဝင်တဲ့ noun flavor are running ကကျမတို့ helping verb နဲ့ main verb နဲ့ပေါင်းထားတဲ့အတွက်ကြောင့် verb phrase အဲ့တော့ယထာမြက are running ပြည့်စွဲကြသည် on time အချိန်မှန်အဲ့တော့ယထာမြကအချိန်မှန်ပြည့်စွဲကြသလား ြေမပြေးဆွဲဘူးလားဆိုတာအာပေါ့နော်ဒီနေရာမှာဟွဲသားနဲ့စထားတယ်ဒီအရာအဲ့ဒါမပြေးဆွဲဘူးလားဆိုတဲ့အပေါ်မှာ depends on မူတည်ပါသည်တဲ့အဲ့တော့အဲ့ဒီ anti-it ဒီ saturation ကို ပြောချင်တဲ့အတွက်ကြောင့်စာချက်နေရာမှာထားထားခြင်းဖြစ်ပါတယ်တနည်းအားဖြင့်တော့သူဒီစာချက်အတုဓာမီစာချက်ပါเนาะအဲ့ဒီ၎င်းအနေထားပေါ့เนาะဒီ saturation အနေထားကစာချက်ဆိုရင်တော့ကျမတို့ကနဲ့ဘာသာပြန်မယ် depends on မူတည်နေတယ်မိခိုးနေတယ်အဲ့တော့မိခိုးနေတယ်ဆိုတဲ့ဘာဒီဘာကိုမိခိုးတယ်ဆိုတဲ့ object လို့တဲ့အတွက်ကြောင့်နောက်မှာ object ရဲ့နေရာဖြစ်ပါတယ် ော့ဂျန်နေရာမှာကျွန်တော်တို့ကြည်လိုက်တော့စာဂျန် never ပါတဲ့အတွက်ကြောင့် clause ပါအဲ့တော့ object နေရာကိုဝင်တဲ့အရာက noun clause ပဲရှိတယ်အဲ့တော့ object ကိုဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်အဲ့တော့ ယထာများကအချိန်မှပြေးဆွဲနေသလားဆိုတာကို ဆိုတဲ့အပေါ်မှာအဲ့ဒီအရာက the banks on multiverse လို့ဘာသာပြန်မယ်ပေါ့နော်ယထာအချိန်မှပြေးဆွဲခြင်းမပြေးဆွဲခြင်းအပေါ်မှာဒီအရာက multi တယ် okay example 7ကိုဆက်ပြီးတော့ကြည့်အောင် i suggest never ask အခွေဘာကဒီနေရာမှာ main ဘာပါ ne ဘာဒီဒီနေရာမှာ ကျမတို့ power of speech က add ဘာဒီနေ့အပြင် negative ever လို့ခေါ်ပါတယ်ဘယ်တုန်းကမှမမေးခဲ့ပါ မေးသည်ဆိုတဲ့ ask ဆိုတဲ့ဘာဒီလဲကျမတို့ object လို့တဲ့ဘာမျိုးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဘာကို မေးတယ်ဆိုပြီးတော့ဘာသာပြန်မှာဖြစ်တော့သူဒီ object ရဲ့နေရာမှာရှိတယ်အဲ့တော့ if နဲ့စတာတဲ့ဝေကြကိုပြန်ကြည့်လိုက်တဲ့အခါမှာ i ကစချက် could open have been ဘာနဲ့ main ဘာနဲ့ပါတာ တဲ့အတွက်ကြောင့်သူဒီ var phrase ဖြစ်ပါတယ် open ဆိုတဲ့ var ဒီဖွင့်တယ်ပေါ့နော် var ကိုဖွင့်တယ်လဲ bidding or the the door တကားကိုဖွင့်တယ်ပေါ့နော်အဲတကားကိုဖွင့်တယ်ဆိုရတဲ့ကြောင့်သူဒီ object နေရာကိုဝင်တော့ noun phrase တကားကိုငါဖွင့်လို့ရနိုင်မလားဆိုတာကိုငါကဘယ်တုန်းကမှ arc မမေးခဲ့ပါเนาะအဲ့တော့ဒီ object နေရာမှာကျမတို့ sergeant နဲ့ var တွေ့တဲ့အတွက်ကြောင့် plus object နေရာကို ဝင်တဲ့အခါမှာ non plus object မှန်ပြီးတော့ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်အဲ့တော့ဒီတစ်ပိုင်းကိုပြန်ကြည့်မယ်ငါကတကားကို ဖွင့်လို့ရနိုင်မလားဆိုတာကိုဘယ်တော့ကမှ မမေးခဲ့ပါလို့ဘာသာပြန်မှာဖြစ်ပါတယ် โอเคညီမတို့ exam မှာ number 8ကိုဆက်ပြီးတော့ကြည့်ရအောင်ပေါ့เนาะအဲ့တော့ exam မှာ number 8မှာဆိုရင် the patient luna ပေါ့เนาะနှလုံးတွေ့တဲ့အတက်ကြောင့်သူက freeze အဲ့တော့အရင်ဦးဆုံးစာချက်ရဲ့နေရာမှာတွေ့တဲ့အတက်ကြောင့်စာချက်နေရာကို ဝင်သော noun free အဲ့တော့စာချက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်အဲ့တော့ luna က wants to know wants to know ကသိချင်သည်เนาะအဲ့တော့ wants ကဒီနေရာမှာ main verb to know ကသိဖို့ရန်တွဲစံထားရှိသည်ပေါ့เนาะတတွဲလုံးကိုကျွန်မတို့က verb phrase လို့ဘာသာပြန်လဲရသလို wants ကို verb နဲ့ထားပြီးတော့ to နဲ့ verb 0နဲ့ပေါင်းထားတဲ့အတွက်ကြောင့် reason or purpose လို့ပြီးတော့လဲပါမှာကျွန်မတို့ခွဲလို့ရတယ်အဲ့တော့ Luna က wants to know သိချင်သည်ဘာကိုသိချင်တယ်လဲ know ဆိုတဲ့ verb ဒီကျွန်မတို့ကံပုတ်လို့တဲ့ object ချက်လိုတယ်ပေါ့နော်။ဗာတိချင်းတယ်လေ။အဲ့တော့ဟွဲသားနဲ့စထားတဲ့ဒီကွန်ဂျန်ရှင်းရဲ့ဒေါက်တာချန်ကကျမတို့စာချက်ပါ။အဲ့တော့ practice practice ဆိုတာတော့ဒီနေရာမှာဆေးကုတယ်ပေါ့နော်။ occupancy ဆိုတာက outside ကုထုံ။အဲ့တော့ဆေးကုတယ်ဘယ်ဘယ်ကုထုံကုတယ်လေ။ occupancy လို့ခေါ်တဲ့ outside ကုထုံနီးနဲ့ဆေးကုသလားဆေးမကုဘူးသလားဆိုတာကို လူနာက wants to know သိချင်သည်။အဲ့တော့ဒီ weather doubt တာချမ် Pridis Occupanta Dina ဒီတတွဲလုံးဒီ Sajan Never ပါတဲ့အတွက်ကြောင့် Clocks သူဒီ Now ဒီ No ဆိုတဲ့ Va ရဲ့ဒီ Ojan နေရာမှာရှိတဲ့အတွက်ကြောင့် Now Clock အဲ့တော့ Ojan ဆိုတော့ဘာသာပြန်တဲ့အခါမှာ Go နဲ့ဘာသာပြန်မယ် Dr. Chance ဒီ အဆိုင်ကုထုံကိုကုတလားမကုဘူးတလားဆိုတာကိုကုလာပေါ့နော်ဒီလူနာကတိချင်နေသည်လို့ဘာသာပြန်မှာဖြစ်တယ်တော့ဒီ exam မှာနံပါတ်8နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ possible answer ကကျွန်မ9ခုရေးထားတယ်အဲ့တော့အဲ့ဒီ9ခု เนาะအဲ့ကျွန်တော်တို့ဝဲသားဟိုဒီ congestion ပေါ့เนาะဝဲသားကိုတုံးလိုက်ပြီဆိုတာ ਨੇ on off ကထက်လဲရလို့မထက်လဲရတယ်ပေါ့เนาะဒီနေရာမှာဒါလေးကိုဆွေးနွေးလို့ချင်းဖြစ်တယ်အဲ့တော့အထက်မှာပြောတဲ့အတိုင်း the pension က sergeant နေရာကို ဝင်တော့ noun phrase ပါ once one to know ပေါ့เนาะကျွန်မ verb phrase လို့တခါတည်းရေးလိုက်မယ်เนาะသူသိချင်နေတဲ့ no ဆိုတဲ့ verb ဒီ object လို့တယ်အဲ့တော့ဝဲသား on off အဲ့တော့ဝဲသား on off နဲ့ရေးလဲရတယ်လို့ဝဲသားတလို့ ံးနဲ့လည်းရေးလို့ရတယ်ဒေါက်တာချန်းက Sarjet Flightis ကပါ Occupancha က Object နေရာဝင်တော့နောက်အဲ့တော့ဒေါက်တာချန်းအစိုက်ကုထုံးကိုကုသလားမကုဘူးလားဆိုတာကို လူနာက သိချင်းတည်နော်အဲ့တော့ဟွဲသားနဲ့လည်းရေးလို့ရတယ်လို့ဟွဲသား or non နဲ့လည်းရေးလို့ရတယ်နောက်တစ်ခုဆက်ပြီးတော့ကြည်ရအောင် တပင်းရှန်စာချက်နေရာဝင်သော noun phrase when to know ကကျမတို့ verb phrase လို့ပြောမယ်အဲ့တော့ဝဲသားကွန်ချန်ရှင်းနဲ့စထားတဲ့ဒေါက်တာချန်စာချက် practice က verb occupancia က object အဲ့တော့ဝဲသားနဲ့ or non နဲ့အဲ့လိုမျိုးတွဲပြီးရေးလဲရတယ်လို့ဝဲသားပြီးတော့မှ or non ကိုဟိုဝဲကြရဲ့နောက်ဆုံးမှသွားထားပြီးရေးလဲရတယ်ပေါ့နော်ဒီဟာဒီရေးထားတဲ့အဖြေတွေအကုန်လုံးကဒီ possible answers ပေါ့နော်ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေကြီးပဲဖြစ်ပါတယ်တို့ဒီမဟုတ်ပေါ့နော်ကျမတို့ဟွေသားတမို့ if နဲ့အစားထိုးပြီးတော့ရေးကြည့်ကြည့်မယ်အဲ့တော့ The pension ကစာချက်နေရာဝင်သော noun phrase wants to know က verb phrase okay ဖွဲသားနေရာမှာကျွန်မတို့ conjunction if လာမယ် doctor chan စာချက် practice က verb occupant က object နေရာဝင်သော noun အဲ့တော့ဖွဲသားနေရာမှာ if ကိုအစားထိုးလိုက်တာပဲကွာသွားတယ် doctor chan occupant ဒီ si ကုထုံးကို doctor chan ကဒီ practice လုပ်သလားမလုပ်ဘူးလားဆိုတာကို လူနာကတီးချင်တယ်အဲ့တော့နောက်မှတတွဲလုံးအရာဒီကျမတို့ object နေရာကိုဝင်တဲ့ noun clock เนาะ sergeant never buying clock object နေရာဖြစ်တဲ့အတွက်ကြောင့် noun clock အဲ့တော့ကျမတို့ဘာကြောင့် object လို့ပြောနိုင်တယ်လဲဆိုတော့အရှိမရှိတဲ့ no ဆိုတဲ့ verb ဒီတီးပြီးဘာကိုတီးတယ်လဲသူတီးချင်နေတဲ့ကံပုတ်လာတဲ့ object လို့ရပေါ့เนาะဒီနေ့အပြစ်ဒါကြောင့်သူကို object နေရာလို့ပြောချင်းဖြစ်ပါတယ်တို့ဒီမို့ကျမတို့နောက်တနည်းနဲ့ရေးလို့ရသေးတယ် the pension sa ကျန်းနေရာဝင်သော noun phrase wants to know ကကျမတို့ verb phrase okay if နဲ့စပြီးရေးမယ်ဒေါက်တာချန်စာချန် practice က verb occupant ချာက object နေရာကိုဝင်တဲ့ noun အဲ့တော့ if ဒီလုံးနဲ့ရေးလဲရသလို if ပြီးတော့ or not ကိုဝကြရဲ့နောက်ဆုံးမှာထားပြီးလဲရေးလို့ရတယ်အဲ့တော့အကုန်လုံးကဒီဝကြပေါ့နော်ဒီ examination နံပါတ်8မှာဆိုရင်ကျမတို့ main bar ကကျမတို့ပေါ့နော် no ဆိုတဲ့ bar ကတီးချင်တယ်ဆိုတော့ ဟို urgent လို့တဲ့ verb ဖြစ်တဲ့အတွက်ကြောင့်ဒီဒီ urgent နေရာမှာတွေ့ရတဲ့ဝဲသားသမို့ဝဲသား or not သမို့ဝဲသား subject verb ပြီးမှ or not သို့တော့အဲသို့ဒီမဟုတ်ဒီဝဲသားနေရာမှာ if subject verb သမို့ if subject verb ပြီးတော့မှ or not နဲ့ရေးလဲရတယ်ပေါ့နော် possible answer ဖြစ်နိုင်ခြေရှိသောအဖြေက၅မျိုးရေးလို့ရတယ်ဆိုတာကို တွေ့ထားတယ်โอเคเนาะအဲ့တော့ကျမတို့ exam မှာ number 9ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ exam မှာ င်ဘက်နိုင်မှာဆိုရင်လေ student ကျောင်းသားများကအတော့ဒီရတလုံး student တလုံးဆိုတော့နှလုံးဖြစ်တဲ့အတွက်ကြောင့်သူက freeze အဲ့တော့ sergeant နေရာမှာတွေ့တဲ့အတွက်ကြောင့် sergeant နေရာကိုဝင်တော့ non free sergeant ဆိုတော့ဘာသာပြန်မယ်ကကျောင်းသားများက wants to know var freeze เนาะသိချင်ကြသည်အဲ့တော့သိချင်ကြသည်ဆိုတဲ့ဘာဒီ know the object လို့တဲ့ var ဖြစ်တဲ့ကြောင့်နောက်မှာလိုက်တဲ့အရာဒီ object ရဲ့နေရာအဲ့တော့အဒီဒီ if နဲ့စ ထားတဲ့ if ဆိုတဲ့ conjunction နဲ့စထားတဲ့ဒီဝါကြမှာဆိုရင် the test က suggest နေရာဝင်သော noun phrase is က va အဲ့တော့ is ရဲ့ meaning ကရှိသည်သို့မဟုတ်ဖြစ်သည်အဲ့တော့ရှိသည်ဖြစ်သည်ဘာဖြစ်မှန်းမသိတော့ရထားလို့မရတော့နောက်မှာ complement လိုက်တဲ့ easy ရဲ့ power of speak ကကျမတို့ adjective ဖြစ်ပါတယ်အဲ့တော့သူ့ကိုဘာသာပြန်မယ်စာကျန်းဆိုရင်တော့ကအဲ့တော့ဒီစစ်ဆေးမှုက လွယ်ကူတယ်မလွယ်ကူဘူးဆိုတာကိုចောင်းသားများကသိချင်နေကြသည်เนาะအဲ့တော့ sergeant never ပါတယ် cloth the urgent နေရာကိုဝင်တဲ့ noun clock urgent ဆိုတော့ဘာသာပြန်မယ်ဂူနဲ့ဘာသာပြန်မှာဖြစ်တယ်เนาะ okay เนาะ โอเคအဲ့တော့ကျမတို့အိဇံမှာနံပါတ်10ကိုဆက်ပြီးတော့ကြည်ရအောင်โอเคအိဇံမှာနံပါတ်10မှာဆိုရင်လေအိုင်ကစာချက်နေရာကိုဝင်တဲ့ pronoun နန်စာ wants to know ကကျမတို့ var phrase ပေါ့နော်ကျမမခွဲတော့ဘူးပေါ့နော် var spray အဲ့တော့ no ဆိုတဲ့ var ဒီ object လိုတဲ့အတွက်ကြောင့်ဝဲသားနဲ့စထားတဲ့ he စာချက် no var the answer နှလုံးပါတော့ free no ရဲ့ var no ဒီ object လိုတဲ့အတွက်ကြောင့်သူဒီ object နေရာကိုဝင်တဲ့ noun ောင်းဖရိအဲ့တော့သူက object ဆိုတော့အဖြေကို တီးသလားမတီးဘူးလားဆိုတာကိုငါက wants to know တီးချင်နေသည် no ရဲ့ object နေရာမှာရှိတော့ဒီကနေပြီးတော့ဒီဒီတွဲလုံးဒီကျမတို့ object နေရာကိုဝင်တော့ noun clause เนาะ sergeant never ပါတဲ့အတွက်ကြောင့် clause ဒီ noun ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့် sergeant never ပါတဲ့ clause ဒီ object နေရာဝင်ရင်ရွေးချယ်ကြမရှိပါဘူးကျမတို့ noun clause ပါအဲ့တော့ object ဆိုတော့ဘာသာပြန်တဲ့အခါမှာကိုယ်နဲ့ဘာသာပြန်မယ် okay ဲ့တော့နံပါတ်11ကိုဆက်ပြီးတော့ကြည်ရအောင်เนาะဒါကတော့ကျမဒီမှာဒီမတင်ရသေးတယ်ပေါ့เนาะကျမမပြောပြရသေးတဲ့ဒီ AGD class လေးပါနေတယ်ပေါ့เนาะအမည်လေးပြောလိုက်မယ်အဲ့တော့ the first thing เนาะ the first thing i like to know အဲ့တော့ဒီဝက်ကြတကြောင်လုံးရဲ့ main bar က is ဖြစ်ပါတယ်အဲ့တော့ main bar ရပြီဆိုရင် သူရဲ့ share အရာဒီစာချက်ပါเนาะကျွန်တော်တို့ဖြတ်ချပလိုက်မယ်အဲ့တော့ဒီစာချက်ကိုပြန်ပြီးခွဲချမ်းစိတ်ဖြာတဲ့အခါမှာဒီမြင်တာထားတဲ့နေရာထိเนาะ i ကသူရဲ့ဒီကျွန်တော်တို့ဟိုဟာကစာချက် pronoun ဒီ would like to note ပေါ့เนาะအဲ့ဒီတွဲလုံးက verb အဲ့တော့တီးချင်းဒီအဲ့တော့စာချက် never ပါရင်ကျမတို့ကပြောထားတဲ့အတိုင်းပဲ clause okay အဲ့တော့အဲ့ဒီ clause ကိုနာမည်ပေးတဲ့အခါမှာเนาะသူအရှိကိုပြန်ကြည့်လိုက် the first thing သင်ရဲ့ power of speaker noun ပါအဲ့တော့အဲ့တော့ the first thing ပထမဆုံးအရာပေါ့เนาะအဲ့တော့ noun ကိုလာပြီးအထူးပြုတဲ့ sergeant never ပါတဲ့ clause စီ noun ကိုအထူးပြုတော့မယ်ဆိုရင်ကျမတို့ကသူ့ကို adjective clause လို့ပြောပါတယ်အဲ့တော့ဒီ i like to know ဆိုတဲ့ဒီ sergeant never ပါတဲ့ clause စီ adjective clause ဖြစ်ပါတယ် adjective clause ောက်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘာသာပြန်တဲ့အခါမှာ for နဲ့ဘာသာပြန်မယ်ဘာကိုသုံးမလဲဆိုတော့ main verb ကိုသုံးမှာဖြစ်တယ်အဲ့တော့ no သီးချင်သည်ဆိုတဲ့အရာသည်သီးချင်သောလို့ဘာသာပြန်မယ်အဲ့တော့ align to no ငါသီးချင်သောပထမဦးဆုံးအရာသူသည် power of speech ရကျွန်တော်တို့ word main verb ရဲ့ရှေ့မှာရှိတော့ suggest လို့ပြောထားတယ်เนาะ suggest ဆိုတော့ကျွန်တော်တို့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်ပြန်ပြောမယ် i like to no ငါကသီးချင်သောပ ထမဦးဆုံးအရာက is ဖြစ်ပါသည် whether or not occupancy is a risky medical procedure okay အဲ့တော့ is ဆိုတဲ့အရာဒီ main verb လို့ကျွန်မပြောထားတယ်အဲ့တော့ main verb ပြီးတဲ့အခါမှာသူရနောက်မှာလိုက်လာတဲ့အရာက whether or not ဆိုတဲ့ conjunction နဲ့စထားတယ် occupancy ကစာချက်နေရာကိုဝင်တဲ့ noun သူရနောက်မှာလိုက်လာတဲ့ is က verb အဲ့တော့ရှိသည်ဖြစ်သည်ဆိုတော့ဗတ်ဒီဒီတိုင်းရထားလို့မရတော့ compliment လိုက်တယ်အဲ့တော့အဲ့ဒီ compliment နေရာကို ပြန်ပြီးတော့ကြည်လိုက်တဲ့အခါမှာ a က article risky က adjective medical ဒီ medical procedure ပေါ့နော်ဒီအန်ရည်များသောဒီစေးနှင်းဆိုင်တဲ့ဒီဟိုပါပေါ့နော် procedure ဆိုတာကဒီလုံထုံလုံနီးပေါ့နော်ဒါ noun အဲ့တော့ article adjective noun တတွဲလုံးဒီနောက်ဆုံးစကားလုံး head word ကိုသွားကြည့် procedure က noun ောင်းဆိုရင်သူ့ကိုကျွန်မတို့ကဘယ်နှလုံးမဲ့တွဲထားတက်ထား noun phrase ဖြစ်ပါတယ်အဲ့တော့သူဒီ a risky medical procedure ဒီကျွန်မတို့ complement နေရာကို ဝင်သော noun phrase ပါเนาะအဲ့တော့ complement ဆိုတဲ့အရာကိုဘာသာပြန်တဲ့အခါမှာကျွန်မတို့ the လို့ဘာသာပြန်မယ်အဲ့တော့ and ရဲ့များတဲ့ဒီ sentence ဆိုင်သော procedure ပေါ့เนาะ medical procedure တခု ဖြစ်သည်เนาะ occupancy အစိုက်ကုထုံးကဖြစ်သည်ဆိုတာကိုเนาะကျွန်မတို့ဝဲသား on ဖြစ်သ လားမဖြစ်ဘူးလားဆိုတာကိုအိုးငါပထမအဦးဆုံးသီးချင်တဲ့အရာကဒါပဲဖြစ်ပါလိမ့်နော်ပြန်အကျွန်တော်တို့ကြည်ကြည်လည်လည်လေးပြောကြည့်ရအောင်နော်ငါကသီးချင်တဲ့ပထမဆုံးအရာက is ဖြစ်ပါသည် အော်ကျူပန်ချာက risky medical procedure တခု ဟုတ်တယ်မဟုတ်ဘူးဆိုတာဒီငါပထမဆုံးသိချင်သောအရာဖြစ်ပါသည်လို့ဘာသာပြန်มาဖြစ်တယ်เนาะโอเคအဲ့တော့ကျမတို့ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာက if ဘုမဟုတ်ဝဲသားနဲ့စထားတဲ့ noun clause ပါအဲ့တော့ noun clause ကိုဒီ if တို့ဝဲသားလို့နဲ့စထားတဲ့ noun clause ကိုဝဲကြမှာကျွန်တော်တို့နှစ်နေရာတွေ့ရတယ် object နေရာမှာသို့မဟုတ် complement ရဲ့နေရာမှာပေါ့နော် adjective ရဲ့နောက် adjective ရဲ့နောက်မှာရှိတဲ့ပေါ့နော်ဒီ noun clause အနေနဲ့တွေ့ရတယ်အဲ့တော့ object ဆိုရင်တော့ var က object လို့နေတယ်ဆိုရင်ဒီ var ပေါ်မှာမူတည်ပြီးတော့သူ့ကို go နဲ့ဘာသာပြန်မယ် complement ဆိုရင် ော်တီနဲ့ဘာသာပြန်မှာဖြစ်ပါတယ်။ Okay အဲ့တော့နားလည်မယ်လို့ကျွန်မဟိုပါဘောနော်ယုံကြည်ပါတယ်။နောက်ရက်တွေမှာ if weather မဟုတ်ဘဲနဲ့ WH question 1နဲ့စထားတဲ့ noun clause တွေအကြောင်းကို ပြန်ပြီးတော့ဒီဟိုပြန်ဟိုပါဘောနော်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။